မင်္ဂလာပါဘန်ရှယ်လဲကျူးကျူး channel နဲ့ Facebook page ကနေပြန်လည်ကြိုဆိုပါရစေ။ကျွန်တော်ဒီနေ့မှလာလာမေးတဲ့အမေးများရဲပေါ့နော်။ဒီ Urban နေနဲ့ပတ်သက်ပြီးကျွန်တော်နည်းနည်းလေးရှင်းပြခြင်းလေပေါ့နော်။အော်ဒီမှာကျွန်တော်မြင်နေရတော့ဒါကတော့ Toast Urban ဒါကတော့ကျွန်တော် Microwave ပေါ့နော်။အဲတချို့တွေက Microwave ကို Urban ထည့်ပြောတယ်ပေါ့ Microwave Urban ဆိုပြီးပြောကြအဲ့မှာရှုပ်ကုန်တာပေါ့နော်။အော်ဟိုဘက်ကကျွန်တော်တို့မဟုတ်လို့နေတယ်မှာတွေးတွေးနေတယ်အာ electric oven ပေါ့နော်ဒါကတော့မဟုတ်ဖို့အတွက်အသင့်တော်ဆုံး oven လို့ပြောလို့ရတယ်ပေါ့နော် အဲ့ဒီဘက်တွေကကျွန်တော်တို့မုတ်ဖို့အတွက်အသိပြီးတော့အဆင်မပြေပါဘူးเนาะအဲ့ကျွန်တော်ဒီတိုးစာဘန်တွေကိုအဝယ်ထားပြီးတော့ကျွန်တော်တို့မုတ်ဖို့လို့ရလားဆိုပြီးတော့လာမေးကြတဲ့သူလည်းရှိတယ်ပေါ့เนาะနောက်ပြီးတော့ဒီဘက်ကကျွန်တော်မိုက်ခရိုဝေးတွေနဲ့မုတ်ဖို့လို့ရလားဆိုပြီးတော့လာမေးကြတဲ့သူလည်းရှိတယ်ပေါ့เนาะအဲ့ဒီနှစ်ခုကကျွန်တော်တို့ကမုတ်တွေပုတ်ဖို့အတွက်ကျွန်တော်တို့မသိမ့်တော့ဘူးပေါ့เนาะဒီဟာတွေကကြတော့သူတို့တုံးလို့ကောင်းတဲ့တုံးလို့အဆင်ပြေတဲ့ ဟာတွေရှိပါတယ်အဲ့ဒါတွေကကျွန်တော်အခုပြီးရင်နည်းနည်းလေးနားလည်အောင်ကျွန်တော်ပြပေးပါဦးเนาะအဲကျွန်တော်ဒီအာဘန်ကတိုးစာဘန်ဖြစ်တဲ့အတွက်ကြောင့်မလို့ပေါမိုးတွေကိုအဲတိုးစ်လောက်တာပေါ့နော် မီးကင်နာတွေပါတယ်ပေါ့เนาะကျွန်တော်တို့ဒီမှာပြီးရင်ကျွန်တော်ဒါလေးကိုလှုပ်ပြပေးမယ်အဲဒီလိုမျိုးအမြန်ပေါ့နော် ကျွန်တော်တို့ပေါမိုးကို၆သွားအောင်เนาะပြီးလို့ရှိရင် ကျွန်တော်တို့အဲပီဇာဘေ့စ်တွေပါတယ်ဟိုကျွန်တော်တို့ကနောက်တစ်ဆင့် supplier တင်ပြီးတော့ပြန်ပြီးတော့ ဖောက်တာမျိုးတို့ပါလို့ဆိုလို့ရှိရင်ဒီအာဗန်နီကအဆင်ပြေတယ်အဲနောက်တစ်ခုကဒါတွေဆိုလို့ရှိရင်ကျွန်တော်တို့ကအမြန်ပေါ့နော်အပူပေးတာပေါ့ကျွန်တော်တို့ဒီလိုမျိုးဟင်းနေပါတွေပေါ့အကြီးတို့အရေတွေကျွန်တော်တို့ချက်ပြီးသားဟင်းနေပါတွေကိုအပူပေးတာမျိုးတွေမိုက်ခရိုဝေးမှာတချို့ဟာတွေကျွန်တော်ချက်လို့ရတာရှိတယ်ပေါ့နော်အဲသူကလည်းသူ့အနေနဲ့သူကျွန်တော်တို့ကအသုံးတည့်တဲ့အဲလုံနီးတွေရှိတယ်ပေါ့နော်အဲကျွန်တော်မိုးဖိုးဖို့အတွက်ကြတော့ဒီကောင်ကြီးကတိတ်ပြီးတော့အဆင်မပြေဘူး မောဘောဘောတော့ဆိုလို့ရှိရင်မိယားကိုကျွန်တော်တို့ကတည်ငိမ်နဲ့မိယားမျိုးအဲလျှောက်လုံးပေးထားနိုင်မှုအတွက်ကြတော့ဒီဘက်ကအာဗန်နီပေါ့နော်ကွန်ဗာရှင်းအာဗန်နီကပို့ပြီးတော့တင့်တော်တယ်ပေါ့နော်အော်ဒီနေရာတွေကကျွန်တော်တို့ကအစားအသောက်တွေကိုမြန်မြန်ဆန်ဆန်နဲ့အပူပေးဖို့အတွက်ကိုအဓိကထားပြီးတော့လုပ်ပေးထားတဲ့အမျိုးအစားတွေဖြစ်တယ်ပေါ့နော်အဲသူ့ဟာနဲ့သူသူ့ နေရာနဲ့သူအတုံးဝင်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီ toast လုပ်ဖို့အတွက်ဆိုလို့ရှိရင်ဒီကောင်ကပို့ပြီးတော့ကျွန်တော်တို့ဟိုဘက်က abundance ဆာရင် အများကြီးအတုံးတဲ့တာကိုတွေ့ရလိမ့်မယ်ဗောနော်အဲ့တော့ကျွန်တော်တို့ဒီအစားအသောက်တွေဖန်ပြီးတဲ့အခါမှာဒီလိုဆက်ပစ္စည်းတွေကသူ့နေရာနဲ့သူအဲထည့်သွင်းအသုံးပြုနိုင်တယ်ဆိုလို့ရှိရင်အများကြီးကျွန်တော်တို့အစားအသောက်တွေကိုပြင်ဆင်တဲ့အချိန်မှာအထောက်အကူဖြစ်တဲ့အမြန်ဆန်တဲ့အဲ့လိုမျိုးဗောနော်ကျွန်တော်တို့ဒီ microwave တွေဆိုလို့ရှိရင်လည်း ကျွန်တော်တို့အစားအသောက်တွေကိုကျွန်တော်တို့ကချက်ပြုတ်ထားပြီးတော့အဖရီဇာထဲမှာခဲထားပြီးဒီဟာနဲ့အလွယ်တကူပြန်ပြီးတော့အပူပေးပြီးတော့ကျွန်တော်တို့ကအစားပွဲတွေဖြစ်ပြန်ပြီးတော့ဖန်တီးလို့ရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒါတွေကလည်းကျွန်တော်တို့ဒီ restaurant တွေတခြားသောစားသောက်ဆိုင်တွေမှာအများကြီးအသုံးတည်တယ်ပေါ့နော်ကျွန်တော်တို့တခြားနိုင်ငံတွေမှာဆိုရှင် 7-Eleven တွေမှာအအသင့်ချက်ပြုတ်ထားတဲ့ အစားအသောက်တွေကိုမိုက်ခရိုဝေ့တွေနဲ့ပြန်နှွေးပြီးတော့ရောင်းမိတာမျိုးတွေထိပါကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့တော့သူကလည်းသူ့နေရာနဲ့သူအသုံးတဲ့တယ်ပေါ့ဒါပေမဲ့ကျွန်တော်တို့မုတ်ဖို့ဖို့အတွက်ကြတော့ဒီအဘယ်နေရာတိတ်ပြီးတော့အချင်းမပြေဘူးပေါ့နော်နေရာရင်းနဲ့မုတ်ဖို့လို့အတွက်မရဘူးပေါ့နော်အာအာကျွန်တော်ဒီဟာလေးကိုကျွန်တော်အဆန့်ပြပေးမှာပေါ့နော်အဲ့တော့ဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့ကအာဒီလိုမျိုးဟိုတိုးစလို့ဖို့အတွက်ဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ကအချင်းတို့တွင်းမှာ ူကအပူပိန်းနိုင်တဲ့အဲကျွန်တော်တို့လိုချင်တဲ့ရလက်ကိုမြင်မြန်ဆန်ဆန်ရပေးနိုင်တယ်ပေါ့နော်အဲ့တော့ဒီလိုဟာကိုကျွန်တော်တို့ဟိုဘက်မှာလုပ်မယ်ဆိုလို့ရှိရင်သူ့ထက်အချိန်အများကြီးပို့ပေးရမယ်အဲ့တော့အဲဒီလိုတို့စာပဲနေသည်အဲသူ့ဟာနဲ့သူအတုံးတဲ့တယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်ပြပေးပေါ့ဒါဆိုရင်ကျွန်တော်မီယာလေးပေးထားရပေါ့နော် temperature ကိုကျွန်တော်တို့အဲ medium လောက်ကိုကျွန်တော်ထားထားလိုက်မှာပေါ့အဲ့တော့ဒါတွေက ကျွန်တော်တို့ကမြန်မြန်ဆန်ဆန်နဲ့ကျွန်တော်တို့အပူပေးခြင်းနဲ့စားတော့တဲ့မုတ်တွေကိုမြန်မြန်ဆန်ဆန်နဲ့အပူပေးလို့ရအောင် နောက်ထပ်အသုံးတည့်စီမဲ့ဟာတွေကိုထပ်ပြီးတော့တီထွင်ထားတဲ့ဆက်ပစ္စည်းတွေလည်းပြောလို့ရတာပေါ့နော်အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်မိုက်ခရိုဝေးကိုပြပေးမှာပေါ့နော်တစ်ခုချင်းစီတစ်ခုချင်းကျွန်တော်ပြပေးပါအဲ့တော့ကျွန်တော်တို့ဒီဟာကိုအပူချိန်ထားပြီးွားပြီဆိုလို့ရှိရင်အဒီထဲကိုကျွန်တော်တို့ခဏထည့်ထားလိုက်ပါပေါ့နော်အော်ဒီကောင်းနေဆိုလို့ရှိရင်ကျွန်တော်တို့က အ10မိနစ်9မိနစ်လောက်အတွင်းမှာပဲကျွန်တော်တို့အများကြီးဟိုကျွန်တော်တို့လိုချင်တဲ့နေထားမျိုးရအောင်ကျွန်တော်တို့လုပ်ပေးလို့ရတယ်ဗောနော်အဲဒီဆက်အသုံးပြုပြီးလောက်တာနဲ့ဒီဘက်ကဆက်အသုံးပြုပြီးလောက်တာနဲ့ကအအချိန်ကွာခြားမှုရှိတယ်ဗောနော်အဲကျွန်တော်ဒီဆက်မှာကြတော့အမုတ်ဘုတ်တဲ့ဟာမျိုးတွေမှာအများကြီးတင်တော်တယ်မုတ်ဘုတ်ဓာတ်တွေကျွန်တော်တို့ကအဲဒါကင်နာတွေငါးကင်နာအဲမျိုးတွေအထီးတုံနဲ့သုံးလို့ရတယ်ဗောနော်ဒီဘက်မှာကြတော့ ဒီဟာတွေဒီအဓိကအဲကျွန်တော်တို့အစားအသောက်တွေကိုမြန်မြန်ဆန်ဆန်နဲ့အပူပေးနိုင်တဲ့ function မျိုးကိုပို့ပြီးသွားရပါတော့เนาะအဲ့တော့ဒီ microwave တွေမှာတော့အဲတခြား function တွေလည်းရှိတယ်ပေါ့เนาะ microwave ကတော့၃တန်းရင်၃တန်းတို့လို့အများကြီးကျွန်တော်တို့အလုပ်လုပ်လို့ရတာရှိတယ်အဲ့ဒါတွေကတော့ပြောမယ်ဆိုရင်တော့ဟိုအများကြီးပြောရမှာပေါ့เนาะအဲ့တော့နောက်ပိုင်းကျရင်လည်းကျွန်တော် microwave နဲ့အဲတခြားလုပ်လို့ရတဲ့ဟာလေးတွေကျွန်တော်ဗီဒီယိုလေးတွေထပ်ပြီးတော့ အတင်ပေးသွားမယ်ပေါ့နော်အဲ့ဒီမှာဆိုရင်တော့ကျွန်တော်တို့အချိန်ကျွန်တော်တို့5မိနစ်လောက်ပါเนาะကျွန်တော်တို့အချိန်5မိနစ်လောက်အတွင်းမှာပဲကျွန်တော်တို့ toast လုပ်လို့ရသွားဟိုတွေ့ရမယ်ပေါ့เนาะအဲ့တော့ကျွန်တော်တို့က အဲ့တော့ကျွန်တော်တို့ဒီမုတ်ကိုကျွန်တော်တို့ကတိုးစ်လုံးချင်နေဆိုလို့ရှိရင်ဟိုဘက်ကအာဘန်မှာလုံးမယ်ဆိုရင်အဲ့လို2မိနစ်3မိနစ်အတွင်းမှာကျွန်တော်တို့ကအခုဒီလိုမြင်နေရတဲ့ပုံစံလိုမျိုးပေါင်မုတ်6ဖြစ်သွားအောင်ကျွန်တော်တို့လုပ်ဖို့မလွယ်ဘူးဗောနော်ဒီကောင်ဆိုလို့ရှိရင်အချိန်2မိနစ်3မိနစ်လောက်အတွင်းမှာပဲကျွန်တော်တို့ကဒီအနေထားကိုရအောင်ကျွန်တော်တို့လုပ်လို့ရတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ကအဲဆက်ပစ္စည်းတွေဒီသူတို့လိုအပ်တဲ့ ဟိုကျွန်တော်တို့လုပ်ငန်းရဲ့လိုအပ်ချက်ပေါ်မူတည်ပြီးတော့ထပ်ထပ်ပြီးတော့ဟိုဖန်တီးထားတာဟာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကရေစက်ပစ္စည်းတွေကိုမှန်ကန်တဲ့နေရာတွေမှာအသုံးချနိုင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အလုပ်တွေမှာအများကြီးဟိုချက်ထွင်ပြီးတော့ဖန်တီးနိုင်တယ်ပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ကအဲဆန်ဝိဘတ်တွေပါတွေကိုကျွန်တော်တို့ကဘတ်တာတွေပါတွေတုတ်ပြီးတော့ toast လုပ်တာမျိုးတွေပါတွေရောင်းချင်တဲ့သူတွေဆိုရင်ဒီလိုစက်ပစ္စည်းတွေရှိတာအများကြီးအချိန်တိုတွဲမှာကျွန်တော်မီနျူးကိုထုတ်ပေးနိုင်တယ်ပေါ့နော် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲမိုက်ခရိုဝေ့ကိုကျွန်တော်ဆန်းပြပေးမယ်မိုက်ခရိုဝေ့ကကျွန်တော်တို့ကမဂနက်တစ်ဝေ့တွေနဲ့သူတို့ကအလုပ်လုပ်တာတွေ့တဲ့အများဆုံးကျွန်တော်တို့ကအဲအပူကိုပေးနိုင်တယ်ပေါ့နော်ဒါဆိုရင် လုံးဝကျွန်တော်တို့ဟိုရေပေါ့နော်ရေရိုးတဲ့ room temperature ကအပူချိန်မှာရှိနေတဲ့ရေဟိုပြောမယ်ဆိုရင်ကျွန်တော်အပူတဲ့မရှိသေးဘူးပေါ့နော်အဲ့တော့ဒီလို ရေကိုရေနွေးဖြစ်သွားအောင်ပူအောင်ဆိုလို့ရှိရင် အချိန်တူမှာ အာ10မိနစ်ဝင်းကျင်လောက်နဲ့နေမယ်သူ့ကိုပူအောင်ကျွန်တော်လုပ်လို့ရပါဘောเนาะအဲဆိုကျွန်တော်တို့ဒီမှာအဲကျွန်တော်တို့အပူပေးခြင်းနဲ့ဟာဗောနော်ကျွန်တော်တို့ဒီမှာ second 50လောက်ပဲကျွန်တော်ပေးလိုက်တယ်အဲ့ဒါကိုကျွန်တော်ဟို run လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအချိန်တိုးတဲမှာပဲပူတဲ့နေသားကိုကျွန်တော်တို့ရအောင်လုပ်လို့ရတယ်ဗောအဲ့တော့ကျွန်တော်တို့ကအဲဟင်းပွဲတွေဗောနော်ဟင်းပွဲတွေကျွန်တော်လုပ်ထားတဲ့ အမျိုးတွေမှာမြန်မြန်ဆန်ဆန်နဲ့အပူပေးတာမျိုးတွေပါလေလှုပ်လို့ရတယ်။တခြားတော့ကျွန်တော်တို့ဟာအဲဟင်းနေပါလေကျွန်တော်ဒီမှာချက်လို့ရတယ်ဗောနော်သူဟင်းချက်တဲ့ပုံစံတွေကတော့ကျွန်တော်တို့ဟိုနည်းနည်းလေးအဲပုံစံကွဲပြားတယ်ဗောနော်ဒါပေမဲ့ဒါလေးတွေကိုအသုံးချတတ်တယ်ဆိုလို့ရှိရင်လည်းတချို့ဟင်းနေရာတွေရောလော်လကူနဲ့မြန်မြန်ဆန်ဆန်ချက်လို့ရတာရှိတယ်။ဟိုမှာပြောင်းမှုတွေပါလေပြုတ်ချင်တာမျိုးဆိုရင်လည်းဒီမှာကျွန်တော်တို့အချိန်လေးအဲ၄၅6မိနစ်လောက်နဲ့ပြောင်းမှုတော့ဖူး ကိုမြင်းမြန်းဆန်းဆန်းပြုတ်လို့ရတာမျိုးအဲလုံနိုင်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်အဲ50စက္ကန့်လောက်ပဲပေးထားတယ်50စက္ကန့်ပေးထားတဲ့အချိန်မှာပဲကျွန်တော်တို့ကဒီမှာအဲရင်းနှွေးလေးရပါတယ်ပေါ့နော်အခုမြင်နေရတဲ့အတိုင်းပဲရင်းနှွေးဒီတော်တော်ပူတဲ့အနေထားမှာရပါတယ်အဲ့တော့ကျွန်တော်တို့ဟိုကျွန်တော်ဒီဟာကိုကျွန်တော်တို့ကအချက်ပြုတ်ပြီးသားဟင်းလျာတွေကိုအခဲကန်းထဲမှာထည့်ပြီးတင်ထားပြီးတော့ ကာရှာမှာလာတဲ့အချိန်ကျမှကျွန်တော်ဒီထဲမှာထည့်ပြီးတော့ဟင်းပွဲကိုနှွေးလိုက်ပြီးတော့ကျွန်တော်တို့ကဝန်ဆောင်မှုပေးတာမျိုးတွေပါတယ်ဆိုလို့ရှိရင်လည်းဒီလိုဟာတွေကအများကြီးတင့်တော်တဲ့အချိန်တိုတွင်းမှာပဲကျွန်တော်တို့ကမြန်မြန်ဆန်ဆန်နဲ့ကာရှာမှာတွေကိုဟင်းပွဲတွေကျွန်တော်တို့ထုတ်ပေးနိုင်တဲ့ဟိုစားတော့ဆိုင်နေနေသားမျိုးကျွန်တော်တို့ကဖန်တီးလို့ရတယ်ပေါ့နော်အဲ့တော့ဒီစက်ပြည့်စည်းတွေဒီကျွန်တော်တို့ကအပူကိုမြန်မြန်ဆန်ဆန်နဲ့အဖန်တီးပေးနိုင်တဲ့ နေထိုင်မျိုးအတွက်ကိုတို့ထုတ်ပေးတာပေါ့နော်ကိုဘက်ကကျွန်တော်က electric oven နေပေါ့နော် convection oven နေနဲ့မတူပါဘူးအာသူဒီအာအပူကိုတည်ငိမ့်တဲ့အပူကိုပေးတယ်ဥပမာကျွန်တော်က temperature ကိုအပေါ်ကို180ဆယ်ဆယ်အောက်ကို180ဆယ်ဆယ်ထားထားလိုက်လို့ရှိရင်အဲ့ဒီအပူအတိုင်းမဲ့သူကတည်ငိမ့်စွာနဲ့အလုံးလုံးပေးနိုင်တဲ့ဟာမျိုးဖြစ်ပါတယ်ဒီဘက်မှာကျတော့အဲ့လိုမျိုးမဟုတ်ဘူးတို့တို့ဒီအပူကိုမြန်မြန်ဆန်ဆန်နဲ့ပေးနိုင်အောင်ဖန်တီးထားတယ် အာပန်မျိုးလေးတွေပေါ့နော်အဲ့တော့ကျွန်တော်ကသူ့ရဲ့လုံနိုင်တဲ့ function တွေအတွင်းမှာပဲကျွန်တော်တို့အလုပ်လုပ်လို့ရှိရင်အကောင်းဆုံးသူတို့အလုပ်လုပ်ပေးနိုင်တဲ့အာကျွန်တော်တို့အတွက်အများကြီးအထောက်အကူဖြစ်စေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဆန်းပစ္စည်းတွေကိုသုံးတဲ့အခါမှာမှန်ကန်စွာနဲ့သုံးတတ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လုပ်တဲ့အကိုင်းနဲ့နေသားတွေမှာအများကြီးအထောက်အကူဖြစ်စေတယ်ပေါ့နော်ဒီ RN နဲ့ပတ်သက်ပြီးတော့တိတ်ပြီးတော့နားမလဲပဲနဲ့အဝယ်မှားပြီးတော့မှ လာမေးကြတဲ့သူတွေအတွက်ကျွန်တော်ဒီဗီဒီယိုလေးနဲ့ကျွန်တော်တင်ပေးလိုက်တာပေါ့နော်အမေးခဏခဏလာမေးနေကြတယ်အမေးများတဲ့ဟာတွေအတွက်ကျွန်တော်အာဒါလေးကိုရှင်းပြပေးတာဖြစ်ပါတယ်အဲ့တော့ဒါတွေဒီတိုးစာပဲဖြစ်ပါတယ်အဲ့တော့မဟုတ်ဖုံးလို့အတွက်အရှင်ပြေပါဘူးမဟုတ်ဖုံးတယ်ဆိုတော့ကျွန်တော်တို့ကလုံးဝအဆအဆုံးပေါ့နော်အာကိတ်တွေပါတယ်ပုံတာတွေပေါင်မုတ်တွေပါတယ်ဖုံးတာမျိုးတွေဆိုလို့ရှိရင်ဒီဟာတွေနဲ့အရှင်မပြေဘူး quality မှန်အောင် ဖုံးဖို့အတွက်တိတ်ပြီးတော့မသိမ့်တော့ဘူးပေါ့နော်အာဒီဟာဆိုလဲအဲ့လိုပဲကျွန်တော်တို့က သူက weight တွေနဲ့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မုတ်တွေလို့ပို့အတွက်တင့်တော်တဲ့အနေထားမှာမရှိဘူးပေါ့အဲ့တော့ကျွန်တော်တို့မုတ်ဖို့ဖို့အတွက်ဆိုရင်ဟိုဘက်ဘေးကအာဘန်မျိုးတွေကဒါတင့်တော်ပါတယ်အဲ့တော့အာဘန်တွေဝယ်တဲ့အခါမှာလည်းကျွန်တော်တို့ကမိရတွေကိုအပေါ်တက်တက်အောက်တက်တက်ချိန်လို့ရတဲ့အာဘန်မျိုးတွေကိုဝယ်သင့်တယ်အဲ့တော့မှမုတ်တွေကမိရမတူတဲ့မုတ်မျိုးတွေကျွန်တော်တို့လိုရတဲ့အခါမျိုးတွေကြလို့ရှိရင်အာဒီလိုမျိုးအတန်းတက်စီခွဲချိန်လို့ရတဲ့အာဘန်မျိုးတွေဆိုလို့ရှိရင် ကျွန်တော်တို့ဘယ်မဟုတ်ပဲလာလာဖုတ်လို့ရတယ်ဗောနော်အဲဒီဟာနဲ့ပတ်သက်ပြီးလဲကျွန်တော်တို့ကအာဘန်နေဝင်တည်ထားတဲ့နဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဘူးတူရဗီဒီယိုတစ်ခုကျွန်တော်တို့လုပ်ပေးထားတာရှိတယ်အဲ့ဒါလည်းကျွန်တော်တို့ YouTube ကကြည့်နေသူဆိုရင်ကျွန်တော်ဒီလိုအပေါ်လေးမှာ link ပြန်ထည့်ပေးထားမယ်အရှိမလည်းဗီဒီယိုတစ်ခုဒီလိုအာဘန်နဲ့ပတ်သက်ပြီးလုပ်ပေးထားတာရှိတယ်ဗောနော်ဒါကတော့ကျွန်တော်ကထပ်ပြီးတော့ ဒီအာဗန်လေးနဲ့ပတ်သက်ပြီးတော့အမေးများတဲ့သူတွေကျွန်တော်ထပ်ပြီးတော့ရှင်းပြပေးတာဖြစ်ပါတယ်။အာဒီတိုးစာဗန်နေမိုက်ခရိုဝေ့နဲ့ပတ်သက်ပြီးတော့တိတ်နားမလည်သေးတဲ့သူတွေလည်းကျွန်တော်အခုရှင်းပြပေးလိုက်တဲ့အတွက်ကြောင့်မလို့ဒိုင်းနာတစ်ခုတည်းတော့သဘောတရားလေးတွေသိသွားမယ်လို့ကျွန်တော်ထင်ပါတယ်။အဲ့တော့ကျွန်တော်တို့အာဒီဟာလေးတွေကို သူ့ရဲ့အာရည်ရွယ်ပြီးတော့ထုတ်ထားတဲ့အာ function တွေအပေါ်မှာမူတည်ပြီးကိုကအသုံးချနိုင်တယ်ဆိုရင်တော့အများကြီးကျိုးရှိပါတယ်။အဲ့တော့ကျွန်တော်တို့ အဲဒီလိုဟာတွေကလည်းသူကနဲ့သူအတုံးတဲပါတယ်ဒါပေမဲ့ကျွန်တော်တို့မဟုတ်လို့ဖို့အတွက်ဆိုရင်တော့ဟိုဘက်က convention အားဖြင့်လူမျိုးဟာတွေပါဒါအတင်းတော်ဆုံးဖြစ်ပါတယ်နော်အဲတော့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အဲမသိသေးတဲ့ဟာလေးတွေလည်းအဲသိသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အဲတော့ကျွန်တော်တို့ Best Share YouTube Channel နဲ့ Facebook Page တွေမှာကျွန်တော်တို့ဒီလိုမျိုးမဟုတ်လို့ရမှာသိသိနဲ့ဘူးသူရဗီဒီယိုတွေကိုမဟုတ်လို့နေတယ်မျှော်ဝေပေးနေရရှိပါတယ်အဲအခုမှကြည့်နေသူတွေလည်း like and follow တွေမလုပ်ရသေးတဲ့သူတွေ like and follow တွေကျွန်တော်တို့ရဲ့ channel လေးတွေကို subscribe လုပ်ထားပေးပါနောက်ထပ်မုန်းလို့နီးတွေနဲ့ဘူးဆိုတဲ့ video တွေဆက်ပြီးမျှဝေပေးနေမှာမို့လို့နောက် video မှာပြန်တွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်